ဆိုတော့မိတ်ဆက်သွားတယ်မိတ်ဆွေတစ်တဲ့အားလုံးကိုလည်းယေရှုနာမနဲ့ကြိုဆိုတယ်မိတ်ဆွေတစ်မိတ်ဆွေဟောင်းနေအားလုံးကိုကြိုဆိုတယ်လို့အသက်ရှင်တဲ့ဖခင်ကြီးမြတ်တဲ့ဖခင်ကိုကိုယ်ကိုရတာမင်္ဂလာရှိလိုက်တာနော်ခုနမိတ်ဆက်သွားတော့နေရအတီးတီးရပဲမြမပီနေရအတီးတီးကဂျန်တဲ့သူတွေပါဝင်နေကြသူတွေလည်းထပ်ပြီးနှုတ်ဆက်မယ်ဆိုလို့ရှိရင်မိတ်ဆက်မယ်ဆိုလို့ရှိရင်အာနေရတွေအများကြီးပဲဖြစ်မယ်လာတဲ့နေရမတူဘူးလူမျိုးမတူဘူးဒါပေမဲ့ကိုယ်ကိုရတဲ့ဖခင်အတူတူပဲဖြစ်တယ်သစုတီတော့ဖခင်အတုမဲ့တဲ့ဖခင်ခေါ်ရင်ထူတဲ့ဖခင်အမြဲတမ်းအနားမ ှာရှိတဲ့ဖခင်အမြဲတမ်းမစွန့်မပစ်ပဲနဲ့ငါတင်တဲ့အတူရှိမယ်လို့ဂတိရှိတဲ့ဖခင်သင်ခွင့်ထူးတဲ့ဖရားဖြစ်တယ်။ထိုဖရားကိုကိုးကွယ်နေတာဖြစ်တယ်။ဟာလေလုယ။တချို့တွေကိုကိုတိုင်းဒီဖရားနဲ့ဆက်နွယ်မှုရှိပြီးပြီးတချို့တွေမရှိသေးဘူး။ဒါပေမဲ့ဒီဖရားကလူတိုင်းကိုချစ်တဲ့ဖရားဖြစ်တယ်။ဒီနေ့အေဖန်ချက်ကိုကြည့်တဲ့အခါမှာခရစ်တော်အဖြစ်ငါတို့ကိုထမြောက်စေ၍ကောင်းကင်အရ၌နေရာပေးတော်မူပြီလို့ပြောသွားတယ်။အေဖန်ချက်ရလေ။အေဖန်ချက်ရ တကယ်တော့သင်နေတဲ့ကိုယ့်ရဲ့ဝိညာဉ်ကိုရှင်းစေပြီးတော့မှကောင်းကင်ရဲ့မှာနေရာပေးတာဖြစ်တယ်တဲ့ဆိုတော့တခါလေကိုယ့်အသက်တာထဲမှာအသက်ရှင်တဲ့အခါမှာလောကထဲမှာမြုပ်မြုပ်သွားတာတွေဖြစ်တတ်တယ်လောကအရာတွေလောကဒဏ်တွေနောက်ပြီးတော့မှအကောင်းစားတယ်ဆိုလဲကောင်းစားခြင်းပေါ့အောင်မြင်ခြင်းပေါ့ဒါမှမဟုတ်လို့ရှင်ခက်ခဲတယ်ဆိုရင်လည်းခက်ခဲကြက်သေးခြင်းတွေထဲမှာကိုယ့်အသက်တာနစ်မြုပ်သွားတာဖြစ်တတ်တယ်ဒါပေမဲ့ဒီနေ့အချိန်ခတ်တူတူအတွင်းမှာအဲ့လိုမနစ်မြုပ်ဘဲနဲ့ဖျားကိုကိုဘလောက်အထိအာအာချီးမြောက်ပြီးတော့မှ ကိုကိုအသက်တာကိုမဆကောင်းကြီးပေးတာလဲဆိုတာကိုခတ်တူတူလေးစဉ်းစားရအောင်ဘာလို့လဲဆိုယေရှုကအိုးကိုဝိညာဉ်ကိုပဲစိတ်ဝင်စားတဲ့ဖရားမဟုတ်ဘူးကဏ္ဍတိုင်းကိုစိတ်ဝင်စားတဲ့ဖရားဖြစ်တယ်ကျွန်တော်တို့အကိုအသက်တာကိုကြည့်တဲ့အခါကိုဝိညာဉ်ကိုကိုကောင်းစားစေခြင်းပါတယ်စိတ်လည်းချမ်းသာခြင်းနဲ့ကာယလည်းကျန်းမာခြင်းနဲ့ဟုတ်လားဟေဟုတ်တယ် ကိုကိုကိုဒါဒါဒီဒီစေတနာရှိတယ်နော်ကိုကိုကိုဖခါကအဲ့ဒီထက်ပိုပြီးစေတနာရှိတာဖြစ်တယ်ဖခါကိုရဲ့ဝိညာဉ်ကိုလွတ်မြောက်ပြီးတော့မှထာဝရအသက်ပေးတယ်ကောင်းစားစေတယ်စိတ်ချမ်းသာစေခြင်းနဲ့ဖခါဖြစ်တယ်စိတ်နှလုံးကောင်းစားစေခြင်းနဲ့ဖခါဖြစ်တယ်အဲ့ဒီလိုပဲကာယပိုင်းကလည်းကြမ်းမာစေခြင်းနဲ့ဖခါဖြစ်တယ်ကိုကိုကိုစေတနာရှိတာထက်တာ၍စေတနာရှိတဲ့ဖခါဖြစ်တယ် ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့နည်းနည်းကြည့်ကြင်တယ်လို့ကျွန်မလေးကျွန်တော်တို့ညီအကိုအာတေဇာနဲ့နေဇာကိုပဲခေါ်လိုက်မယ်နော်သူတို့အမွာဖြစ်နေတော့လေအရင်လဲအကိုကလည်းညီအကိုနှစ်ယောက်လေးလာပါဦးလို့လာပါဦးဆိုတော့ကိုနေဇာကအကြီးဖြစ်တယ်နော်၅မိနစ်၅မိနစ်ပဲကြာတာလေကနေကြာတာဆိုတော့အမွာလေးအမွာလေးအတင်းတော်မှာတကယ်ပဲအကိုရတယ်ကိုနေဇာနဲ့ကိုတေဇာနော်ဆိုတော့နေဇာနေဇာကအကြီးဖြစ်တယ်လေ၅မိနစ်ကြီးသွားလို့လေ ဲနော်အသေးစားအငယ်ဖြစ်တယ်၅မိနစ်ငယ်သွားလို့လေဆိုတော့ကျမဘာဥပမာပေးခြင်းလဲဆိုတော့ကိုယ့်ရဲ့ကိုယ်ခန္ဓာစိတ်ဝိညာဉ်ရှိတယ်လို့တယောက်မှလေအဲ့ဟာကမွေးလာတော့ကဝိညာဉ်ကအသေးနဲ့မွေးလာတယ်ဆိုတော့စိတ်စိတ်ခံစားချက်တွေရှိတယ်အကိုရဲ့အသိဉာဏ်တွေရှိတယ်ပြီးတော့ခန္ဓာကိုယ်ရှိတယ်ဆိုတော့အမ် နေစာအကြီးဖြစ်လို့လေဒါကဥပမာပေးတာပေါ့နော်နေစာအရှိလေးလာပါအောင်အရှိအရှိအရှိလာဒါသူနေစာကိုဘာလို့ပြောမလဲဆိုတော့ तू ကအာဇာတိပေါ့စိတ်နဲ့အာအာခန္ဓာအဲဆိုတော့မွေးလာတော့ကအဲတေစာကြီးအရှိလေးသူ့ပေါအောင်ချစ်ချစ်ခင်ခင်ညီကိုနေမွေးတော့ကအာတေစာကအသက်မပါလာဘူးဝိညာဉ်အသိနော်အသိနဲ့မွေးလာတာဟုတ်အခုဟိုနေစာပဲရှိတယ် तू ကလေစိတ်ရှည်တာလည်းဖြစ်မယ်စိတ်တိုတာလည်းဖြစ်မယ်ရှိလား तू မှာဟာတဲ့ဟိုအသိဉာဏ်တွေလည်းရှိတယ်ခန္ဓာကိုယ်ရှိတယ်ဒါပေမဲ့ဝိညာဉ်ကတော့အသက်မရှိဘူးတဲ့အသက်မရှိဘူးဒါပေမဲ့ယေရှုရဲ့ဂျေစုကိုအာအာဂျေစုတရားကိုကြားရတယ်ယေရှုရဲ့ဂျေစုပြုခြင်းကိုရတဲ့အခါမှာဟာနေစာယေရှုကိုယုံကြည်လက်ခံသွားပြီ ။ညီတော်ကလည်းသူ့ရဲ့ဝိညာဉ်အသက်ရှင်သွားပြီ။အခုသေစာကိုခဏမေ့ထားလိုက်။သေစာကအာနေစာရဲ့ဝိညာဉ်အနေနဲ့ဟာလေလုယာအာမင်ဥပမာလေးပြတာ။အခုသေစာလည်းအသက်ရှင်သွားပြီ။ဟာလေလုယာ။အဲ့တော့တကယ်တမ်းနေစာအစ်စ်နေစာရဲ့ခန္ဓာကိုယ်ကမပြောင်းလဲသွားဘူး။ဒီအရက်ပဲ။အသားရည်လည်းပုံမဖြူသွားဘူး။နော်စိတ်ကလည်းအရင်ကလိုပဲအေးအေးလေးပဲနေတတ်တယ်သူကစကားလဲတအားမပြောတာစိတ်မဝင်စားဘူးအဲအမွာတာပြောတာတေစာတို့ကတော့ အာစကားပြောတာအရန်ကောင်းလေအဲအဲ့လိုမျိုးနေစာတို့ကတော့ခအေးအေးပဲနေကျင်တဲ့အမျိုးမပြောင်းလဲသွားဘူးဒီတိုင်းပဲစိတ်ပိုင်းဆိုင်ရာလည်းဒီတိုင်းပဲစကားအများကြီးပြောရင်ငင်ငိမ်လေးနေလိုက်တော့မယ်နော်ဟုတ်တယ်နော်သိစေအဲ့ဒါနေနေစာရဲ့ပင်ကိုပင်ကိုအာအဖေမေမွေးလာကြတဲ့အဒီလိုမွေးလာတာဒါပေမဲ့အခုယေရှုကိုယားပြီဝိဝိညာဉ်အသက်ရှင်သွားပြီတေတေစာကိုဝိညာဉ်လို့ဥပမာပေးထားတာနော်ဝိညာဉ်အသက်ရှင်သွားပြီဘယ်သူဥဆောင်ရမလဲ ်အာဝိညာဉ်ဦးစားမယ်လာပါဦးတေစာအရှိလာလိုက်ပါဦးတကယ်တော့ဒီလိုဖြစ်မှာဘာဖြစ်လို့လဲနေစာရဲ့ဝိညာဉ်ကအသက်ရှင်သွားပြီတခါတော့အသက်ရှင်သွားပြီ။ခါရဲ तू ကသူကဥဆောင်ရမှာဘာဖြစ်လို့လဲအသက်ရှင်နေဆိုတာဘယ်လိုအသိပဲလဲ။အသက်ရှင်နေဖရားနဲ့အဆက်အသွယ်ရှိသွားတယ်။ဘသူကဆက်သွယ်တာလဲ။ဝိညာဉ်ကဆက်သွယ်တာ။ဝိညာဉ်သူ့ရဲ့စိတ်ကအရင်လိုပဲ။သူ့ရဲ့ခန္ဓာကလည်းအရင်လိုပဲ။ယေရှုကိုရလို့အသာလည်းပုံမဖြူသွားဘူး။ အရက်ကလေးလည်းမရှိလာဘူးသပင်လည်းအချိန်တန်ပဲရှိတာပူရှိတာမြန်သွားတယ်ဆိုတော့ခါကာယပိုင်းကဘာမှပြောင်းလဲဘူးစိတ်ပိုင်းဆိုင်လည်းဘာမှပြောင်းလဲဘူးနောက်သူ့ရဲ့ပင်ကိုယ်စရိုက်လည်းမပြောင်းလဲသွားဘူးယေရှုနဲ့ရလို့စကားအရမ်းများလာတာမဟုတ်ဘူးအရင်လိုပဲဒါပေမဲ့သူ့ရဲ့ဝိညာဉ်ပြောင်းလဲသွားတယ်။အိဖက်နှစ်6ကဘာပြောလဲခရစ်တော်အဖြစ်ငါတို့ကိုထမြောက်စေ၍ကောင်းကင်အရ၌နေရာပေးတော်မူပြီ။အဲ့ဒါကစိတ်နဲ့ခန္ဓာကိုပြောတာလားဝိညာဉ်ကိုပြောတာလား ဝိညာဉ်ကိုပြောတာဝိညာဉ်ကအခုနေစာရဲ့ဝိညာဉ်ဖြစ်တဲ့ဘယ်မှာလဲကောင်းကင်အရက်မှာနေရာရထားပြီးပြီအဲ့တော့ဖျားနဲ့အမြဲတမ်းဆက်တွေ့နေတာ ဟုတ်တယ်သူလည်းတကယ်ပဲဖះနဲ့ဆက်တွေ့နေတာဖះနဲ့ဆက်တွေ့ပြီးတော့မှဖះစီကဉာဏ်ပညာတွေရတယ်ဖះရဲ့ guidance တွေရတယ်ဖះရဲ့မျော်လင့်ခြင်းတွေရတယ်ဖះရဲ့ငြိမ်သက်ခြင်းတွေရတယ်ဖះရဲ့စိတ်ချမှုတွေရတယ်ဘသူကရနေတာလဲကိုယ့်ရဲ့ဝိညာဉ်ကရနေတာအဲ့ဒီတော့အဲ့ဒီတေဇာကဒီတေဇာမဟုတ်နေဇာရဲ့ဝိညာဉ်နေဇာရဲ့ဝိညာဉ်ကနေဇာရဲ့ကာယနဲ့စိတ်ကိုဥဆောင်ဖို့လိုတယ်ဟိုဘက်လေးနည်းနည်းလေးပဲရှိတယ်ရှောက်ပြလိုက်ပါဦး ဲ့ဒီလိုအဲဒီနေ့ဘုရားသခင်ကဒီဖက်သွားပါပြောတယ်သူကဥဆောင်ရမှာအဲ့လိုဟုတ်လားဟေးအဲ့ဒါဆိုလို့ရှိရင်လူဝိညာဉ်လူမှန်မှန်နေဒါပေမဲ့အများအားဖြင့်ယုံကြည်သူတွေဘလို့ဖြစ်လဲနေရပြောင်းလိုက်ပါအဲနေရပြောင်းလိုက်ပါဒီလိုဖြစ်လာဟေးသူအသက်ရှင်လားဝိညာဉ်အသက်ရှင်လားရှင်တော့ရှင်တယ်ဒါပေမဲ့ဘသူပဲတော်တော်ဥဆောင်လဲ ဟာအာယုံငါပါနော်ဒီမှာကာယစိတ်တွေရှိတယ်ငါမကြိုက်ပါဘူးသူငါကြိုက်တယ်အဲဒီလိုကိုယ့်ရဲ့စိတ်ခံစားဇာတိနဲ့ပဲဥဆောင်နေသေးတယ်အဲ့ဒါကိုဘယ်လိုခေါ်လဲဇာတိလူလို့ခေါ်တယ်ဇာတိလူလို့ခေါ်တယ်အော်အခုတော့နေဆောက်ကြည့်ရတာအရင်လိုမဟုတ်တော့ဘူးယေရှုကိုမရခင်ကနဲ့ပြောင်းသွားပြီ तू ကတော့ဒီပုံပဲကွယ်ကာယမပြောင်းဒါပေမဲ့စိတ်ပြောင်းလာတယ်တကယ်ပဲဖယားဖက်မှာစိတ်အားကြီးတယ်အော်ဖယားကြိုက်တဲ့အရာကိုကြိုက်လာတယ်အဲ့ဒါဘာဖြစ်လို့လဲသူရဲ့ဝိညာဉ် 问人啊，啊是啊是啊是啦啵？问人啊，都乌十年路，哈利路亚，过一问人啊，过五十年，耶稣那代人都在度来嘞。阿咪阿别人阿罗妈阿唔漂亮，喏阿谁啊我比在，在的，阿苦嘞在东咩？阿拉哩爸妈唔漂亮，别人阿漂亮多了嘞。路哩咪咪阿嘞问人漂亮多了。阿在现在培养嘞，实在细腻，所以都表示不落嘞，都来撒绝不落嘞，问人啊！啊啊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  ဘလို့အစာကျွေးမလဲနှုတ်ကပတ်တော် အာမင်ကျမ်းစာဖတ်အဲ့နှုတ်ကပတ်တော်အတိုင်းသူဖြစ်တယ်အဲ့တော့သူကသူ့ကိုပြောမယ်အဲ့ဒီကျမ်းစာကနင်ဖြစ်တယ်နင်ကဖရာသားဖြစ်တယ်နင်ကတန်ရှင်းသူဖြစ်တယ်နင်ကဖြောက်မတ်သူဖြစ်တယ်နင်ကဖရာနဲ့ဖရာရဲ့အမွေခံဖြစ်တယ်နင်ကကောင်းကင်နိုင်ငံသားဖြစ်တယ်နင်ကခရစ်တော်အဖြစ်ခတ်သိမ်းတော်အမှုကိုတတ်နိုင်တာဖြစ်တယ်ဟာလေလုယာသူကသူ့ကိုပြောရတယ်ဝိညာဉ်က သူ့ရဲ့ခံစားချက်ကဟိုလားအလောအလုတ်တွေအလုတ်များလိုက်တာ तू ကဘာဘာလှုပ်ခြင်းလဲဇာတိထဲမှာပဲပျော်ပျော်လေးနေခြင်းတာဒါပေမဲ့ငါ့ကိုတခွန်းပြောရင်ငါ၁၀ခွန်းလောက်ပြန်ပြောခြင်းတာ तू မဟုတ်နော်ဥပမာပေးတာနော်အဲ့ဒီဇာတိရှိလား ဒါပေမဲ့ तू ကပြောတယ်ခရစ်တော်ရဲ့စိတ်တော်ရှိပါတဲ့ဝိညာဉ်တော်ဥဆောင်တဲ့ကိုဖြစ်ပါစေတန်ရှင်တော်ဝိညာဉ်တော်ကကိုယ့်ရဲ့ဝိညာဉ်ကိုဥဆောင်တယ်ကိုယ့်ရဲ့ဇာတိနဲ့ကိုယ့်ရဲ့ခန္ဓာကအဲ့ဒီဝိညာဉ်နောက်ကိုလိုက်လို့ရှင်သင်ဟာအထက်အရာ၌ကျင့်လည်နေသူဖြစ်တယ်အာမင်ဒီဇာနဲ့နေဇာကိုလက်ခုပ်တည်ပြီးယေရှုတင်ရအောင်လို့အာမင် ကိုယ့်ရဲ့ဝိညာဉ်ကကိုယ်ဥဆောင်တဲ့သူဖြစ်ဖို့ကောလောသဲထဲမှာအဲ့ဒါလေးကိုဖတ်ချင်တယ်ကောလောသဲဩဝါဒစာအာအခန်းကြီး3မှာဖြစ်တယ်လို့ခုနအေးဖက်နှစ်6ထဲမှာကျမတို့ကြည်ခဲ့တယ်ယေရှုခရစ်အဖင်ငါတို့ကိုထမြောက်စေ၍ကောင်းကင်အရ၌နေရာပေးတော်မူပြီအဲ့ဒါဘယ်အပိုင်းကိုပြောတာလဲကိုယ့်ရဲ့ဝိညာဉ်ကောင်းကင်အရမှာနေရာရပြီဟုတ်လားကောင်းကင်အရမှာဘာတွေရှိလဲကိုကိုသိလားကိုသိလားဟေးသိတယ်လို့လို့မသိတယ်လို့လို့ တမချန်းစာထဲမှာကောင်းကင်အရက်မှာဘာတွေရှိသလဲဆိုတာပြောထားပြောထားတယ်အဲ့တော့အဲ့ကောင်းကင်အရက်မှာရှိတဲ့အရာကိုသိဖို့နှုတ်ဘတော်ဖတ်ဖို့လိုတယ်ကောလောသဲအခန်းကြီး3အငယ်တင့်ပါအထက်ဆိုခဲ့ပြီးသည့်အတိုင်းသင်တို့ဒီခရစ်တော်နှင့်အတူထမြောက်ကြသည်မှန်လင်ဖယားသခင်၏လက်ရတော်ဖက်မှခရစ်တော်သည်ထိုင်နေတော်မူရာအရ၌ရှိသောအထက်အရာတို့ကိုရှာကြလောမိကုမေးခြင်းတယ်ကိုကအထက်လူလားအောက်လူလား ကောင်းကင်သားလားမြေကြီးသားလားဝိညာဉ်လူလားဇာတိလူလားဘာကွာလဲကောင်းကင်လူအထက်လူကအထက်အရာကိုဆွဲလန်းနေအာမင်အထက်အရာကဘာလဲဖခင်ရဲ့တန်ရှင်ခြင်းဖခင်ရဲ့ကောင်းမြတ်ခြင်းဖခင်ယေရှုပြုခြင်းဖခင်ရဲ့လှုပ်ဆောင်ပေးတဲ့အရာဖခင်ရဲ့ယေရှုတော်ဖခင်အแทမှာကိုဘလောက်ဖြောက်မှတ်တယ်လဲဆိုတာဆွဲလန်းနေဖခင်အแทမှာကိုဘလောက်တန်ရှင်တယ်လဲဆိုတာဆွဲလန်းနေခရစ်တော်၌ငါဟာအားလုံးကိုတတ်နိုင်တယ်အဲ့ဒါကိုဆွဲလန်းနေအဲ့ဒါအထက်အရာဖြစ်တယ် ်ခရစ်တော်နဲ့အတူပူးတွဲအမွေခံဖြစ်တယ်။ဟောငါမှာပတ်စံဘလောက်ရှိလဲငါဘလောက်စင်းရဲတယ်လဲအဲ့ဒါကိုမစင်စားဘူး။လိုအပ်သမျှဖျားပေးမှဖြစ်တယ်။ ကိုမလိုအပ်ချက်ရှိနေတယ်ဖခင်ထောက်ပံ့သွားမှာဖြစ်တယ်ကိုကခန္ဓာကိုယ်ကအခုသိပ်ပြီးနေမကောင်းဖခင်ကကြမ်းမာခြင်းပေးမှာဖြစ်တယ်အထက်အရာကိုဆွဲလန်းတဲ့ကိုဖြစ်ပါစေအာမင်မြေကြီးမှာခန္ဓာနဲ့စိတ်ရှိနေတော်လဲကိုရဲ့ဝိညာဉ်ဟာအထက်အရာနဲ့ဆိုင်အထက်အရာနဲ့ဆိုင်တယ်အထက်လူဖြစ်တယ်ဝိညာဉ်လူဖြစ်တယ်ဟာလေလုယာဝိညာဉ်လူတွေဖခင်သခင်ကောင်းကြီးပေးပါစေလို့ဖခင်ကလေကိုရဲ့ဂန္ဓာတိုင်းကိုစိတ်ဝင်စားတယ်နော်ဝိညာဉ်ရေးရာတခုတည်းမဟုတ်ခုနဥမာပြသွားတယ် ဟာကိုယ့်ရဲ့ဝိညာဉ်တစ်ခုတည်းစိတ်ဝင်စားတာမဟုတ်ကာယအလုတ်ပညာငွေကြီးကျမချင်းအားလုံးစိတ်ဝင်စားတယ်ဘေးကလူပြောနေအားလုံးစိတ်ဝင်စားတယ်လို့တချို့တွေကမလုပ်တတ်လဲဆိုတော့ဟာဒီနေ့ငါကဖျားချောင်းသွားမှာဟမ်မနေ့ကလေးကစိတ်ရှိရှိထားတယ်ဘာလို့ဖျားချောင်းသွားမှာမလို့နော်ဟာငါဒီနေ့ကဖျားကိုရှိခိုးရမယ်နေဟောအဲ့တည့်ရတော့အရန်ကိုစိတ်ရှိခြင်းတီးခန့်ခြင်းနဲ့ဟုတ်နေတာပဲဂျန်နေရက်တွေတော့ ခါရဲဂျူရီလည်းထွက်လာပြီးတော့မှရှင်အဲ့လိုမဟုတ်ပါဘူးအဲ့လိုမဟုတ်ပါဘူးနေ့တိုင်းအလုတ်ထဲမှာအိမ်မှာတငယ်ချင်းနဲ့တွေ့တဲ့အခါမှာနော်အဲ့ဒီနေ့ရက်တိုင်းမှာယေရှုစိတ်ဝင်စားတာဖြစ်တယ်အဲ့ဒါသိအရေးကြီးတယ်ယုံကြည်သူတိုင်းကကိုယ့်ရဲ့ကန္တတိုင်းမှာဖယောင်းနေရာပေးဖို့လိုတယ်တမန်ကျမ်းစာထဲမှာဒီအရာလေးနဲ့အဲအစဉ်းစားရအောင်ရှောလမုန်မြင့်ကြီးဆိုတာရှိတယ်ရှောလမုန်မြင့်ကြီးကအရှမ်းကိုပညာရှိတာသူ့ထက်ပညာရှိတဲ့သူကဘာမှမရှိဘူး ယေရှုလောကကိုဇာလူစားတိခံတဲ့အခါမှာယေရှုကလွဲရင်ပေါ့နော်ပညာအရှိဆုံးဖြစ်တယ်အချမ်းသာဆုံးဖြစ်တယ်အခုချမ်းသာတဲ့သူတွေရှောလမုံကိုမမြင်မမိဘူးဒီနေ့တော့ရှောလမုံရဲ့ကြွယ်ဝခြင်းကိုဆင်မလို့တွက်ချက်ဖို့မဟုတ်အရှမ်းကြွယ်ဝတာကလေးရွှေရင်ငွေတွေဆိုတာမရှိတော့ဘူးဘာလို့လဲဆိုတော့မြားလွန်းလို့အဲ့ဒီလောက်ချမ်းသာတဲ့ရှောလမုံအစပြုကောင်းတယ်အစကသူဘာလို့ဒီလောက်ပညာရှိလာတာလဲဘာလို့ဘာကြောင့်ဒီလောက်ချမ်းသာလာတာလဲဖယောင်းအောင်အကူလို့ ကျွန်တော်အသက်ငယ်သေးတယ်တလောက်များတဲ့ဣတရေလလူမျိုးကိုကျွန်တော်ဥဆောင်ရမှာဂျူးတွေကိုဥဆောင်ရမှာကျွန်တော်မှဉာဏ်ပညာမရှိဘူးအဲ့တော့အိမ်မက်မှာဘုရားကအိမ်သူ့ကိုအိမ်မက်ပေးတဲ့အခါမှာဘုရားကသူဘာပြဘာတောင်းလဲနင်ဘာတောင်းကျင်လဲဆိုတော့ကျွန်တော်အသက်ငယ်သေးတယ်ဒါကြောင့်ဒီလူမျိုးအုတ်ချုပ်နိုင်ဖို့ဉာဏ်ပညာပေးပါတဲ့ဉာဏ်ပညာတောင်းတဲ့အခါမှာဘုရားကသူ့ကို အုတ်ချုပ်ဖို့ခွဲခန့်ထားတာဖြစ်တယ်ဖရားရဲ့အကျံစီထဲမှာပါတယ်အဲ့ဒီအလုတ်ကိုတေချာလုံနိုင်ဖို့ဉာဏ်ပညာတောင်းတာဖရား 现在报价，哎哟，都木到呢！公司人就爱挖起我来比的，人家比伢，比伢西藏那包裹，老干嘛？一得先开的咩路，一得先欧美路的天嘛，比伢西藏，比如嘛，就爱挖说，哎呀，你想到啦？特别么，一得久了，钱，钱来慢慢弄。 ဘာလို့လဲသိလား तू အထက်အရာကိုမဆွဲလန်းဘူးမြေကြီးအရာကိုဆွဲလန်းတယ်နောက်တနည်းပြောရင် तू ကဇာတိလူဖြစ်တယ်ဇာတိကကိုအာယုံ၅ပါးရဲ့ဥဆောင်မှုနဲ့ပဲ तू ကအသက်ရှင်တယ်ဝိညာဉ်ဥဆောင်မှုနဲ့ तू ကအသက်မရှင်ဘူးသူ့ရဲ့အကြောင်းအရာလေးကိုရေးတဲ့အခါမှာဓမ္မရာဆိုရင်တတ္တယဆောင်မှာဘာပြောထားလဲဆိုတော့ဖခင်ရဲ့ဗိမ္မာန်တော်ကိုစောက်ဖို့ဖခင်ကသူ့ကိုတာဝန်ပေးတယ်တကယ်တော့စောက်ချင်တာအဖေစောက်ရတာသားဒါဝိကစောက်ချင်တာလေစောက်တဲ့အခါမှာဘယ်အဲ့ဗိမ္မာန်တော် तू ကခုနှစ်နှစ်နဲ့အပြီးစောက်တယ်ဗျာ သူ့ရဲ့နန်းတော်ကြတော့ဘယ်နှစ်နှစ်လဲ73နှစ်နှစ်ဆဆိုရိုးရိုးလေးပဲဝိညာဉ်ပိုင်းကိုသူကနည်းနည်းလောက်ပေးလိုက်တာပေါ့ခွန်းခွန်းနှစ်သူကဖះအတွက်အိမ်ကိုစောက်တယ်သူနေဖို့နန်းတော်ပြီးတော့သူ့ရဲ့မိဖုရားတွေမိဖုရားပဲညောက်လဲဆိုတော့မိမနော်မိဖုရားသူတို့တွေကိုနေဖို့စောက်လိုက်တာနန်းတော်စောက်လိုက်တာ73နှစ်ကြာအဲ့မှာဘာတွေ့ရလဲ သူ့ဇာတိရာကိုဦးစားပေးတယ်ကို့အတွက်ဦးစားပေးတယ်ဖခင်အတွက်သူဦးစားပေးမှုမရှိဘူးနှစ်ဆလောက်ဖြစ်သွားတယ်ဟုတ်တယ်မလားနှစ်ဆနီးပါးလောက်အဲ့တော့ဆောလမုန်ကဘာကြိုက်တတ်လဲဆိုတော့မိမကြိုက်တတ်တယ်မိမကြိုက်တတ်တဲ့သူတွေအန်တရရှိတယ် နော်အန်ဒီရှိတယ်။စံစာဘာပြောလဲဆိုဓမ္မအစဉ်တတ္တယဆောင်အခန်းကြီး7တက်မှာရှောလမုန်မင်းကြီးသည်ဖာရောဘုရင်၏တမိမတပါဣသရေလအမျိုးသားမဟုတ်သောမောဘအမျိုးအာမုန်အမျိုး အေဒုံအမျိုးဇီဒုံအမျိုး ဟိတ်တိအမျိုးတော်တော်တော်ဖတ်ယူရတယ်။အမျိုးသားမိမအများတို့ကိုချစ်တတ်၏။ဖယားကမချစ်နဲ့ဆိုတဲ့အရာကိုချစ်တယ်။ဖယားကမယူနဲ့ဆိုတဲ့သူတွေကိုယူတယ်။အဲ့ဒီတော့သူဘာဖြစ်လဲ။ အသက်ငယ်တဲ့အခါမှာဟုတ်တယ်လို့လို့ပဲ။ तू ဖျားနောက်လိုက်တယ်။ဒါပေမဲ့မြင့်တဲ့အရက်တွေကို तू မဖြိုချအောင်ဆူလိုတာကဖျားအတွက်လည်း तू လှုပ်တော့လှုပ်တယ်။ဒါပေမဲ့တိတ်အပြည့်ကြီးတော့မဟုတ် ကိုအတွက်လည်းအမြဲတမ်းချမ်းတယ်ကိုရဲ့ကဏ္ဍအိမ်ထောင်ရေးသူဖះအောင်မခုံသူရဲ့အချစ်ရေးသူဖះအောင်မထဲ့ဘူးနောက်ပြီးတော့သူရဲ့အာနေစဉ်လှုပ်ဆောင်ခြင်းဖះအောင်မထဲ့ဘူးအဲ့ဒီတော့ဘာဖြစ်လာလဲဆိုတော့အငယ်နှစ်မှာသာဝရဖះကသင်တို့ဒီတပားမျိုးသားတို့နဲ့စုံဖက်ခြင်းကိုမပြုရအကယ်စင်စစ်သူတို့ဒီမိမိတို့ဖះနောက်ဖះများနောက်တို့သင်တို့ဤစိတ်နှလုံးကိုလွဲစေကြလိမ့်မည်ဟုဣတရေလအမျိုးသားတို့အာမိန့်တော်မူတော်လဲရှောလမုန်ဒီတပားမျိုးသားမိမတို့ကို 咱们多少是适宜的，哎哟，小了嘛，没嘛朋友是嘞，小，哎，多嘛，免得没撇到看，看不，困了呀，没嘛，毛嘛没单，多呀，十月多落地，生了老多个，乱是家伊的，的等我，呃，录到汤水嘞，等我睡，等我时啊，吊成的不少。 တယုတ်ဆရာတွေတင်းတော်လူကြီးတွေအများကြီးထားရတယ်လူတစ်ထောင်အဲ့ဒါတပတ်ကိုတရက်နှစ်ရက်ပဲတွေ့တာမိမ900မောင်းမ300ဆိုတော့သူလဲခေါင်းမူပြီးတော့ဘယ်နောက်လိုက်ရမှန်းမသိဘူးအဲ့တော့အသက်ကြီးတဲ့အခါဖျားစီကလမ်းလွဲသွားပြီဘာဖြစ်လို့လဲရှောလုံးပုံကမျက်နာနှမျိုးနဲ့အသက်ရှင်နေသူဖြစ်တယ် ဖယားနဲ့ပတ်သက်ရင်မျက်နှာတစ်မျိုးပြီးတော့လောကနဲ့ပတ်သက်ရင်မျက်နှာနှမျိုးတစ်မျိုး standard နှမျိုးရှိတယ်ဖယားနဲ့ပတ်သက်ရင်ဒီလိုနေတယ်ပြီးရင်လောကထဲသွားရင် သူကြိုက်တယ်လို့နေတယ်။ဇာတိထဲမှာရှင်တယ်။ဇာတိထဲမှာကျင်လေတဲ့သူရဲ့အဆုံးတက်ကဒီလိုဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ဖျားစီကစိတ်နှလုံးလွဲသွားတယ်။ငယ်တုန်းကတော့ငါနိုင်တာပဲငါနိုင်တာပဲဆိုကြာတော့ तू မနိုင်ဘူးမိမနိုင်သွားတယ်။မိမနိုင်အသက်ကြီးတဲ့အခါဘယ်နောက်လိုက်လို့လိုက်မှမသိတော့ဘူး။ဟုတ်တယ်မလား။လူတစ်ထောင်ဆိုတာကအများကြီးဥဥဆောင်တဲ့သူတွေအများကြီးနဲ့သွားမယ်ဟာ။တယောက်ကြားတယောက်ထဲကတစ်ထောင်ဆိုတော့ तू လည်း movie ပေါ့။အဲ့ဒီတော့နောက်ဆုံးမှဖျားစီက ိတ်နှလုံးလွဲသွားတယ်ချစ်တော်ညီကိုမောင်မှာရှောလုံးမောင်က standard နှမျိုးနဲ့အသက်ရှင်နေသူ ဖယားနဲ့ပတ်သက်တဲ့အရာဒါဝိညာဉ်ရေးရနဲ့ပတ်သက်ရင်ဒီလိုရှင်းမယ်။ငါရဲ့နေ့စဉ်အသက်တာမှာဒီလိုရှင်းမယ်လို့ကိုဆုံးဖြတ်တယ်ဆိုလို့ရှင်။ဒါမှမဟုတ်ရင်ကိုရှင်းနေတယ်ဆိုရင်ဒီနေ့ကနေစပြီးဖယားသခင်ကိုကိုရဲ့နေ့စဉ်အသက်တာမှာနေရာပေးရအောင်။ဘာလို့လို့ဘယ်နေရာမှာပဲဖြစ်ဖြစ်ဖယားကကိုရဲ့ကဏ္ဍတိုင်းကိုစိတ်ဝင်စားတာဖြစ်တယ်။ဟာလေလုယာ။ဒါကြောင့် standard နှမျိုးနဲ့ရှင်လို့မရအောင် standard တစ်ခုတည်းပဲရှိမယ်။ ဝိညာဉ်လူအနေနဲ့အသက်ရှင်ဖို့ပဲရှိပါတယ်လို့ဘုရားသခင်ကောင်းချီးရှိပါစေအာမင်အငယ်လေးလေးကိုလည်းဖတ်ချင်တယ်ရှောလမုန်ဒီအသက်ကြီးသောအခါမိမများတို့သည်စိတ်နှလုံးတော်ကိုအခြားတပါတော်ဖျားနောက်သို့လွဲစေသဖြင့်စိတ်နှလုံးတော်သည်ခမဲတော်ဒါဝိဒ်၏စိတ်နှလုံးကဲ့သို့မိမိဖျားသခင်ထာဝရဖျားရှိတော်၌စုံလင်ခြင်းမရှိ စိတ်နှလုံးကအယမ်းကိုယိုယွန်းတယ်ဘာလို့လဲဆိုတော့ဖျားဖက်မှာစိတ်အားကြီးအောင်အမြဲတမ်း training ပေးရတယ်နှုတ်ကပတ်တော်ဖတ်လို့ရှင်ပြောပါစံစာပြောတဲ့အတိုင်းငါဖြစ်တယ်လို့ hallelujah အာမင်စံစာကိုဖတ်တာဒီတိုင်းပဲပြအောင်ဖတ်ဖို့မဟုတ်စံစာပြောရင်ပြောတဲ့အတိုင်းကိုအသက်တာထဲမှာဖြစ်ရမှာဖြစ်တယ်ဒါကြောင့်အထက်အရာကိုဆွဲလန်းအသက်ရှင်တဲ့သူတွေဖြစ်ပါစေဝိညာဉ်အရာကိုဆွဲလန်းအသက်ရှင်တဲ့သူတွေဖြစ်ပါစေကိုယ့်ရဲ့ဝိညာဉ်ကကိုယ့်အသက်တာကိုဥဆောင်တဲ့သူဖြစ်ပါစေလို့အထူးကမတန်ရရအောင် ကောင်းကြီးဖြစ်လားရှောလမုန်နေတရားမှမရှိပါစေနဲ့အာမင်အာမင်ရှောလမုန်နေအခုကစ်တော့ရှောလမုန်တော့မရှိတော့ဘူးကွယ်ဘာလို့လဲဆိုဖုန်းကားလုံးနဲ့တောင်သူကလက်ချလက်ပတ်လဲနေပြီလေနော်အဲ့ဒါနဲ့ဒါပေမဲ့ပြောချင်တာ principle ြောချင်တာ standard နှမျိုးနဲ့ရှင်လို့မရအောင်ဘုရားသခင်ဒါကိုတော့အတွက်ဘိမှန်တော်စောက်ပြီးပြီဒီနေရာမှာပဲကိုတော့အလုံးလုံးတော့ဂျန်တဲ့ကဏ္ဍကျွန်တော်ဟာကျွန်တော်စီစဉ်လိုက်မယ်ကျမဟာကျမစီစဉ်လိုက်မယ်ဘုရားကကဏ္ဍတိုင်းကိုစိတ်ဝင်စားတယ်အခက်အခဲတွေ့လို့အကြက်တဲတွေ့တော့မှဘုရားစီလာရမှာမဟုတ်ဘူးအဆင်ပြေကောင်းစားနေတဲ့အချိန်မှာဘုရားနဲ့အတူရှင်ဖို့အဆုံးဖြတ်ရအောင်လို့အဲ့ဒီအခါမှာဒါဝိတ်ကဲ့သို့စိတ်နှလုံးတော်စုံလင်းပြီးတော့မှအဆုံးထိတောင်တည်ကြည်တဲ့သူဖြစ်လာမယ်ဒါဝိတ်က အစစ်တဲ့အားလုံးကိုအောင်ပြီးတော့မှအဆုံးအထိတိုင်အောင်ဖရာသခင်နဲ့အတူသွားတဲ့ဖရာစိတ်တော်နဲ့တွေ့တော်သူဖြစ်လာတယ်အာမင်အတူတူကဆုတောင်းဆက်ကပ်ရအောင်ဖရာသခင်ကိုတော့ယေရှုတင်တယ်ကျွန်တော်တို့ကိုမြေမုတ်ထဲကချီးမြှောက်ပြီးတော့မှအပြစ်စင်ရင်ခံရသူဘဝကနဲ့အပြစ်လွတ်ပြီးတော့မှဖရာသားများကောင်းကင်နိုင်ငံသားများဖြစ်ရတဲ့အခွင့်ကိုပေးတဲ့အတွက်ယေရှုတင်တယ်တန်ရှင်တော်ဝိညာဉ်တော်ဖရာကျွန်တော်တို့နှလုံးသားထဲမှာကျင်းဝတ်တော်ကြောင့်ယေရှုတင်တယ်ကျွန်တော်တို့အယောက်စီတိုင်း ရပြီးတဲ့ကယ်တင်ခြင်းအတွက်ကိုရုတ်ကိုယေရှုတင်တယ်လို့ဝိညာဉ်လူများဖြစ်ဖို့စကပ်ပါတယ်။ဒီနေ့ကိုတတာကိုစကပ်ရအောင်။ standard နှမျိုးနဲ့ double standard ပေါ့ကျွန်မအမြဲတမ်းခေါ်တယ် double standard နဲ့အသက်မရှင်ဘူး။ဖယားရှိမှာ one standard ပဲရှိတယ်။ hallelujah အာမင်ဖယားရှိမှာမန္တန်နဲ့မာတာဒီနှစ်ခုပဲရှိတယ်။ မန္တလူမားတလူမရှိကိုဖះရှိမှာတကယ်ပဲစတန်ဒတ်တမျိုးနဲ့ဒါဝိတ်ကဲ့သို့စုံလင်တဲ့စိတ်နှလုံးနဲ့ဖះအတွက်အသက်ရှင်မယ်ရောရောရှောလမုန်လို့အာ double standard နဲ့မရှင်ဘူးကိုယ်နှလုံးသားပေါ်မှာလက်တင်းပြီးခဏလေးဆူတောင်းစကတ်ရဝိညာဉ်တော်ဖျားဒီနေ့ဒါဝိကဲ့သို့သောစိတ်နှလုံးစုံလင်သောစိတ်နှလုံးကျွန်တော်တို့အထက်မှာထည့်ပေးပါတကယ်ပဲတန်ရှင်တော်ဝိညာဉ်တော်ဖျားရဲ့ဥဆောင်ခြင်းကိုနာခံပြီးတော့မှကိုရောနောက်ကိုစစ်စစ်လိုက်တော့ကျွန်တော်တို့ဖြစ်စေပါအထက်အရာကိုဆွဲလန်း၍အသက်ရှင်တော်သူများဖြစ်ဖို့ယေရှုနာမ၌ကောင်းချီးပေးတယ်ဒီစိတ်နှလုံးဟာကိုရောကိုအမြဲတမ်းဆွဲလန်းတော်သူများဖြစ်စေပါယေရှုတော်ကိုချီးမွမ်းတဲ့အသက်တာများကိုအနန္တနဲ့ခါမှာယေရှုခရစ်တော်၏နာမ၌အနန္တနဲ့ တောင်းပါ၏ဂျေစုတော်ချီးမွမ်းလျက်အဆုံးသတ်ရအောင်ဖခင်ကကိုယ့်ရဲ့ကဏ္ဍတိုင်းကိုစိတ်ဝင်စားတာတည်င်းကောင်းပဲမဟုတ်ဘူးလားကိုလိုအပ်တဲ့ကဏ္ဍတွေဖခင်ကိုပြောလိုက်ရအောင်ကို့မှာအာကာယပိုင်းကကြမ်းမခြင်းလိုတယ်ဖခင်ကိုပြောရအောင်အာဒီငွေကြေးလိုတာလားဒါမှမဟုတ် relationship ပြည်လဲဖို့လိုဘယ်ကဏ္ဍဖြစ်ဖခင်ကိုပြောရအောင်ဖခင်တခင်စိတ်ဝင်စားတာဖြစ်တယ်ကို့အလုပ်အတွက်ပဲဖြစ်မယ်အတူတူကဆွတောင်းရအောင်လိုအပ်တဲ့ချင်းတဲ့ဆွတောင်းမယ်ဆိုရှိတဲ့နေရာမှာလက်မြောက်ပြီးအတူတူဆွတောင်းရအောင်အိုးဖခင်တခင်ကိုရောကိုယေရှုတင်တယ်ဒီလူတွေအားလုံးကိုယေရှုနာမ၌ကောင်းချီးပေးပါတယ် ကိုရောကကန္နတိုင်းကိုစိတ်ဝင်စားတဲ့ဖရာဖြစ်တော်ကြောင့်ယေရှုတော်ကိုချီးမွမ်းတယ်ကိုရဲ့ကြမ်းမခြင်းတွေနဲ့သူတို့ကိုပိုက်ရပေးပါကြမ်းမခြင်းလိုတဲ့သူတွေယေရှုခရစ်တော်ရဲ့အနာငိမ့်ခြင်းယခုပြင်နေရရှိစေပါအလုတ်အတွက်ကိုရောခက်ခဲဖြစ်နေတဲ့သူတွေအာအိုးဘွေရလုပ်ငန်းခွင်ထဲမှာ break through တွေရရှိစေပါဖရာရှင်ကိုရောကိုရောရှင်မြငွေချေးလိုအပ်တဲ့ရှိတဲ့သူတွေဖရာသခင်ရဲ့အာအိုးဘွေထောက်ပံ့ခြင်းတွေရရှိစေပါကိုရော relationship နဲ့ပတ်သက်ပြီးတော့မှအခက်အခဲကြုံနေရတဲ့သူတွေဖရာရဲ့အာအိုးဘွေဂျာဝန်ဖြန့်ဖြည့်ခြင်းတွေရ ရှိစေပါဘုရားသခင်ကိုရောအခြားအခက်ခဲများရှိတဲ့သူတွေဖခင်ရဲ့နမိတ်လက္ခဏာနဲ့အဲ့ဒီအခက်အခဲတွေလွတ်မြောက်စေမှာဖြစ်လို့ယေရှုတင်တယ်။နာမတော်ကိုချီးမွမ်းလဲအသက်တာများကိုကောင်းချီးပေးတယ်။ဖခင်ရှေ့လူရှေ့မျက်နာရလဲဖခင်ရဲ့ဘုန်းကိုထင်ရှားစေတော်သူများဖြစ်စေပါ။ဖခင်ရဲ့နာမကိုချီးမြောက်လဲအသက်ရှင်တော်သူများဖြစ်စေပါ။ယေရှုတော်ကိုချီးမွမ်းလဲဝိညာဉ်လူတွေဖြစ်ဖို့ကြာကျွန်မတို့ကိုကိုကိုစကပ်ပါတယ်။ဇာတိတွေအားလုံးကိုကားတိုင်းမှာအကားတိုင်းပုံမှာတင်ပြီးတော့မှာ ရှင်ပြန်ထမြောက်တဲ့တကူနဲ့အသက်ရှင်တော့ကျွန်တော်တို့အရောက်စီတိုင်းဖြစ်စေပါယေရှုတော်ကိုချီးမွမ်းလက်အသက်တာများကိုကောင်းချီးပေးတဲ့အခါမှာယေရှုခရစ်တော်ရဲ့နာမနဲ့ကောင်းချီးပေးလက်ဆုတောင်းဆက်ကပ်ပါ၏အာမင်အာမင်